နောက်ပြီးတော့ဒီနေ့တင်လိုက်တဲ့ဗီဒီယိုပေါ့။ကချင်ပြည်နယ်ကမြကြီးနားပြည်မောဝင်အအမျိုးသားတယောက်ပေါ့နော်။အဲ့ဒီပြည်မောဝင်ကပထမဆုံးကျမတို့မြန်မာချင်းဆိုပြတာ။ကျမတို့တော့ဘယ်သူမှမဆိုခေါ်ခြင်းလဲ။ကျမတို့လူတယောက်ခေါ်ခြင်းပြီးဆိုရင်ပြည်မောဝင်တယောက်ခေါ်ခြင်းပြီးဆိုလို့ရှိရင် limit နဲ့ပေးထားတာကျမတို့ကိုလေလူအများကြီးမခေါ်ရဘူး။နေ့လူခေါ်တာများနေပြီ။အများကြီးမခေါ်ရအောင်ဆိုပြီးတော့ ပြောထားရှိတယ်ကျမတို့ကလည်းကြိုးပိုင်ခံရတယ်ကျမတို့မှလည်းလက်ခုမရှိဘူးဖြစ်နေကျမတို့အကုန်လုံးခေါ်ကြတယ်အဲ့တော့အကောင်ကိုလည်းပြောတယ်အကောင်ကညီမအဲဒီတယောက်ကိုတော့အဲ waiting list ထားလိုက်တော့ခေါ်တာများရင်အကောင်တို့လည်းအဆင်ပြေလောက်ဘူးထင်တယ်ပေါ့ကျမတို့ limit ပေးထားတာအောင်နော်အဲ့ဒီဂျားတွေကနေကျမတို့ကခါကြရင်10ယောက်10ယောက်လောက်ပဲခေါ်ခိုင်းတာကျမတို့ဒီဂျားတွေ13ယောက်လောက်ခေါ်ရင်ခေါ်ပလိုက်ပေါ့ဒါကျမတို့စီရင်တာပေါ့နော်ဟာစင်းအောင်ရောင်းပြဟပ်ပါတယ်ဒါကမြန်မာစတားကနေမလောက်တော့လို့ကျမတို့က အာကျွန်မကဒီအကြောင်းလေးပြန်ပြောရလဲမဟုတ်ဘူးအဲ့လိုဆိုတော့ပြမသင်းတစ်ပုတ်ဆိုတာက तू ကအစင်အရင်မပြေဘူးမပြေဘူးဆိုတော့ तू အကွန်လေးတွေဒီဒီကမပြေတာပေါ့နော်ပြီးတော့ကျွန်မတို့က तू waiting list ထားမယ်တဲ့ကိုအောင်ကအဆိုအော်အဆိုကိုထားလိုက်လို့ဆိုပါနဲ့နောက်တော့ तू ကလည်းဒီခါလေး yes ရချင်တယ်ရချင်တယ်နဲ့ထင်ပါတယ်အဲ့တော့ကဲဆိုဆိုဆိုလို့ဆိုတော့အဲ့ဒီ view ထဲမှာကြာတော့ကျွန်မကသူ့ကိုစကားလူပြောတဲ့ပုံစံဖြစ်အောင်အဲ့ဒီလောက်ထားရတယ်ကျွန်မကတော့မကြည့်ချင်လို့အဲ့ဒါမကြည့်တော့ကြော်ဝါပလိုက်တယ်ပေါ့နော် အဲတကယ်ကြီးပြင်မကတော့အဲ့ဒီနေရာချပြင်မဝင်နေတက်တည်ရှိမယ်ထင်တယ်။အာတကယ်ကြီးပြင်မကတော့ပြင်မဝင်ကဒါ तू လဲတက်ချင်လို့ तू ကိုဒီပြောတာလုံးဝနားမထောင်ကိုဒီပေးတဲ့ comment တော့ तू လုံးဝစောင်းအောင်နားမထောင်ကိုဒီကိုပဲနင်းပြောတာအဲ့တော့ကိုကလည်းနောက်ကျတော့နည်းနည်း aggressive နည်းနည်းလေးဖြစ်လာတဲ့အခါကျတော့မဟုတ်ဘူးချပြင်မဝင်နေမှာလည်းခက်ခဲအများကြီးရှိရဲ့လာမယ်တော့အဆုံးထိနားထောင်ပြင်ခက်ခဲအများကြီးရှိရဲ့အဲ့တော့ကျမတို့ကလည်းဖြုတ်တာမဟုတ်ဘူး winning list ကိုထားမှာခေါ်ခေါ်လိုက်ရင်ပြီးနေပြီဒါမဲ့လည်းနောက်မှလည်းကျမကဒီ ဖောင်ဒါနဲ့စကားချေတယ်မပြောချင်တော့ဘူးအဲ့လိုဆိုတော့အာနဲ့ तू လည်းမပြီးဘူး तू तू ရေပဲကျွန်တော်တို့ကိုလွှတ်နေတာဒီပြန်မဝင်ကပဲကျွန်တော်တို့ကိုအပြစ် तू အပြစ်အပြစ်တင်တာမဟုတ်ဘူးเนาะ तू မှအပြစ်မရှိပါဘူး तू ပြိုင်ချင်တယ်တက်ချင်တယ်ရချင်တယ်နားလေတယ်တက်ရမယ်เนาะအဲ့တော့အဲ့ဒီနေ့မှာကျွန်မသူ့ကိုပြောလိုက်တဲ့စကားနှလုံးသုံးလုံးထပ်ကို तू ပြောတာအများကြီးပဲ तू အရင်ကျွန်မတို့နှစ်ယောက်စလုံးကိုကွန်မန့်ပေးမမှန်တာအဲမှန်ကယ်လဲအဲ့ဒီပြိုင်မဝင်ကိုကျွန်တော်တို့ကနှစ်ပုတ်ဆူခိုင်းတာ မြန်မာတချင်းဝန်တော်မြန်မာစတားကသူကတင်းအေးဆရာကြီးကခွင့်ခွင့်ယူသွားမှာပတ်စံကုန်မှာဆိုလို့ထင်တယ်အင်္ဂလိပ်အင်္ဂလိပ်ချင်းပဲတင်လိုက်တယ်မြန်မာတချင်းတော့ဆိုပို့လို့အဆင်မပြေဘူးအဲ့တော့အကိတင်လိုက်လို့ရှင်လဲရှင်တို့ကျမကိုဆဲအောင်မမလားဆိုတော့ဒါကျမကခန်းစားနေရလို့လဲ live print တာမဟုတ်ဘူးအဲဒါပြော့ပြတာเนาะအဲ့တော့အဲအဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့အဲ့ဒီကအဲ့ဆိုဖောင်တာကိုပဲနောက်ခေါ်လိုက်တကယ်အဲ့ဆိုအခုဒီကိစ္စကိုပဲရှင်းလိုက်တော့အဲ့ဆိုကျမတို့လည်းပြောလို့မရတော့ဘူးပြန်မဝင်ဘက်ကအရန် တိုးပြီးပြောနေပြီအဲ့တော့ကျမတို့သူ့လည်းသူ့ပြောလာရင်ချင်းခါရရင်ကျွန်တော်ကျွန်တော်ကငယ်တဲ့လူဆိုတော့ကျွန်တော်စကားပြောမိတော့အမပါပါလို့ရှိရင်အဆင်မပြေတော့ကိုပဲပြောလိုက်တော့ဆိုတော့ဖောင်တာကိုလည်းနောက်စကားပြောဒီဗီဒီယိုတင်ပြီးတော့ပြည်သက်တွေလက်ခံတယ်ဆိုရင် yes ပေးပြီးရင်တင်လိုက်မယ်ဆိုအခုတက်ပါစေနောက်တစ်ဆင့်အောင်ဆူတောင်းပေးရနောက်ပြီးတော့အပြုံးတဲ့ကိစ္စအပြုံးအပြုံးတဲ့တုန်းကကျွန်တော်ကျွန်တော်ကအပြုံးကိုတကယ်မသိဘူးမသိဘူးလို့ပြောလို့ကျွန်တော်ကိုအပြုံးဖန်နေလာဆဲလဲကျွန်တော် မတက်နိုင်ပါဘူးကျွန်တော်ကလည်းလူတိုင်းမသိလို့ကျွန်တော်လည်းလူတိုင်းကမသိနိုင်ဘူးအမျက်ကတော့သိတယ်အမျက်ကဟိုးတုံးနဲ့တက်တော့ဆော့လာဆိုတော့ကျွန်တော်တက်တော့သုံးခဲ့တဲ့ချိန်တော့အမျက်ကအရင်ဗီဒီယိုတွေမှာဟော့ခဲ့တာဆိုတော့အမျက်ကတော့သိတယ်ပြောဘူးတော့မသိဘူးအပြုံးကိစ္စကလည်းဖြစ်နိုင်တော့တဲ့အပြုံးကိုလည်းနောက်ဆက်ခေါ်ကြည့်နေတယ်သူတို့ဘက်က request လာလုပ်တယ် founder ဘက်ကအဲ့တော့ကျမရှေ့နောက်ကြည့်လိုက်တယ်ဒါမှမဟုတ်တော့ပြောတယ်ညီမသဘောပါဆိုရင်ရှေ့နောက်ကြည့်လိုက်တဲ့ခါကျတော့အကယ်၍အော်သူတို့ခေါ်ခိုင်းတာအောင်မှငါမခေါ်ပေးလိုက်လို့ရှိရင်ငါနဲ့ဒီညီမ star တင်တဲ့ ရှော့ရိုက်သွားနိုင်လားပေါ့နော်အဲ့လိုဆိုတွေးပြီးတော့အဲ့တော့ကိုအောင်ကိုအောင်ကိုရေးလို့ညီမတို့ဒီတယောက်ခေါ်ပေးရမလို့ပြောနေရဲဆိုအပြောင်းကွာကျမတို့တင်တာမဟုတ်ပါဘူးညီမစတားကတင်လာပါโอเคကျမဒီ live ကိုမဖြတ်ဘူးအဲ့ဆိုကျမလည်းညီမစတားမှမလုပ်တော့ဘူးဘာကြောင့်ဒီလိုပေါက်ပြီး live လွှင့်ရလဲဆိုတော့အဲ့ဒီကချင်ကပြန်ပိုးဝင်ကောင်းလေးပေါ့နော်အမျိုးသားပြန်ပိုးဝင်မောင်လေးအမအားပေးနေပါတယ်အဲ့ဒီပြန်ပိုးဝင်ကောင်းလေးကိစ္စကိုလည်းကျွန်တော်ပြောရဲအခုကျွန်တော်အစဲမခံနိုင်တော့ဘူးနော်ဒီ video တင်မယ်ဆိုလို့ရှင်လဲအခုကျွန်တော်တို့နှစ်ပုတ်ပြီးဆိုရဲဆိုတော့လည်းတင်ပါ တက်နိုင်သမျှ judge တွေကိုအကို product လုတ်ပေးပါနော်တက်နိုင်သမျှ judge တွေကို product လုတ်ပေးပါဘာလို့ဆိုတော့ကျွန်တော်အကိုတို့မြန်မာ star နဲ့ပတ်သက်ပြီးလုတ်ပေးခဲ့တဲ့အရာတွေအများကြီးနော်ကျွန်တော်ငွေကြီးမတွက်ဘူးသူတို့တရားပေးလာကျွန်တော်တရားကြောင်မကောက်ဘူးကုန်ပြီးတော့အဲကျွန်တော်သွားလာလာအနေနဲ့ကျွန်တော်ဟိုတယ်မှာငှားပြီးနေတာဒါဆိုကျွန်တော်ရန်ကုန်မှာမနေဖြစ်ဘူးဆိုတော့အဲ့ဒီဘာကြီးဆိုက်ရကျွန်တော်တော့ဒီ audition အတွက်ငှားတာမဟုတ်ဘူး live brown အတွက်ပဲလို့ပြောလိုက်တာဒါပေမဲ့နောက်ကျတော့ audition ကဘယ်နေရမှမသိဘူးကျွန်တော်ဝင်ပေးတယ်နောက် စကဂျူးလည်းမပေးဘူးစကဂျူးလည်းမပေးဘူးကျမလည်းအလုံးရှိကြံဖြစ်မဟုတ်ဘူးလေကျမကဒီအပြင်အဆိုပွဲပဲဆိုတာဆိုရင်တော့ကျမလည်းအပြင်ပွဲတွေကန်ဆယ်လုပ်ပြီးလုပ်ပေးလို့ရအခုကကျမဆိုင်းဖွဲ့နေလေကျမဆိုင်းဖွဲ့ကမြို့ပေါ်မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့၃နှစ်ကကျမကတပွဲ40လို့ပြောပေမဲ့အခုကတပွဲ40နဲ့မရတော့ဘူးလို့ဆိုတော့တပွဲ80လောက်မှကိုက်တယ်တဝက်80နေဝေးဆို320ကျမဆိုင်ဝဲတဝဲဖြစ်ရင်တို့320ပေးမှလားကျမဆိုင်သမားတွေအဲ့တော့မပေးဘူးလေအဲ့တော့ကျမလည်းမြန်မာစားမှာစားမလို့ဘူး ဆိုတော့ကျွန်တော်တို့အချင်းချင်းခါတောင်းဆိုတော့အခုဒီဗီဒီယိုတင်မယ်ဆိုလို့ရှင်တော့ကျမတို့အတက်နိုင်ဆုံးကာကွယ်ပေးပါဘာလို့ဆိုတော့ပြန်မဝင်ဘက်ကကျမတို့ကျမပြောတာကိုအရင်နားမထောင်တာကျမနဲ့ကိုအောင်ကိုနဲ့ပြောတာကိုကိုအောင်ကိုအရင်ကောမှပေးရတယ်နဲ့ကိုအောင်ကိုပြောတာကိုအရင်နားမထောင်တာကိုအောင်ကိုကိုမှပေးတာပြန်မဝင်ရနားမထောင်ဒါပြန်မဝင်ပြစ်ဖို့တာမဟုတ်ဘူး तू တက်ချင်တယ်သူနိုင်ချင်တယ်သူမမှားဘူးကြိုပြောပြီးသားနော်ပြန်မဝင်မောင်လေးလည်းအမမမုန်းဘူးကြိုပြောတာ တော့ तू तू တက်ချင်စောနဲ့ तू ဒေါမပါဘူး तू အေးအေးလေးပဲပြောနေတာမဟုတ်မောင်လေးအမလို့ပြောတာနားထောင်နားထောင်မောင်လေးအကို့နေရမပြီးဘူးမောင်လေးကဒါ vibration ကလှအောင်လုပ်တယ်ဆိုမဲ့အမှန်တကယ်လက်တွေမှာမလှနေဘူးပြောပြတော့ तू လုံးဝလက်မခံအဲ့မှာကိုကပြောရင်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 နဲ့သူတယောက်ထဲနဲ့နိုင်ဝက်လောက်ကြတယ်အဲ့နေ့ကပြိုင်တဲ့လူတွေအကုန်လုံးတိတယ်နောက်တော့မဟုတ်ဘူးအမတို့ကအဝေးကလာလို့နားလေပေးရတယ်ဆိုပေမဲ့ အဆင်မပြေတဲ့အခါကျတော့အမတို့လည်းတင်လို့မရအောင်အဲဒီသူ့ဗီဒီယိုကိုလေမြန်မာလိုဆိုတော့အင်္ဂလိပ်လိုဆိုတော့ကျွန်တော်တို့ရောတင်လိုက်ရပြိတ္တကအကြံတမျိုးပြောင်းပြီးဆဲအောင်ပါပြိတ္တဆိုကျွန်မပြိတ္တပြောတာမဟုတ်ဘူးเนาะကြီးရှုနေတဲ့ပြိတ္တကိုပြောတာဆိုတော့အဲရှင်းပြီပြီအပြုံးတော့ကလည်းကျွန်တော်လည်းကိုအောင်ကိုနဲ့ခေါ်တာမဟုတ်ဘူးအာနောက်တစ်ခုကမြန်မာ starting ကခေါ်တာโอเคเนาะ အာဝီရာလင်း WL မနေ့ကကြတော့ဆဲနေပြီးတော့လာမပြောနဲ့โอเคเนาะကျမကတချို့ဆိုပြောတယ် attention လိုချင်လို့ရှောက်ပတ်ရှာပြီးတော့ no 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 ကျမကို request လာလို့တော့အော်ကျမလည်းအော်အာဒါတခုခုပဲပေါ့เนาะကိုလည်းဒါ social ဘဝလည်းပြောင်းမသွားဘူးကိုလည်းရင်းနှီးနေလို့ပေးချင်တယ်ဆိုပဲပေါ့ဆိုပြီးတော့အာလုံလိုက်တာသဘောမျိုးပဲကျမပြိုင်ဝင်ဝင်နေပေါ့ neutral neutral ဆိုတာနောက်ပိုင်းပြိုင်ဝင်ဝင်နေတိမှာပေါ့เนาะအဲ့တော့ကျမကလည်းကို ပတ်တာကိုပတ်စံရှာနိုင်တယ်ကိုထမိတာဆိုထမင်းမငတ်အောင်ထားပေးနိုင်တယ် AC ပဲဆိုတော့အဲဆက်မလုပ်တော့တဲ့ဘောပါနော်အဲဆိုကိုလည်းအဲ့ဒီမှာဝင်မဲ့ရက်တည်းကပွဲတွေကပြတ်တိတ်ထိုးနေအောင်အရင်နှစ်တည်းကကျမထွက်ရပြီးသားအာဘာပြိုင်ပွဲမောင်ပြိုင်ရင်ခရေကကျမတို့ဆိုင်ကနေဘက်မှာနာမည်ရှိတော့ထွက်ရတယ်အဲ့တော့အောက်ရှင်လည်းမလုပ်ဘူးဝင်လည်းမမြင်ဘူးဆိုတော့ပြောချင်တာဒီနေ့ရှင်းတဲ့ပြဿနာကတော့အမ် live လို့ပြောရဆိုရှားပါတယ်နော်ထပ်ပြောပြီးပြီးရှားတယ် အဲ့ဒီကချင်ပြိုင်ဖို့ဝင်မောင်လေးကကျမအဗီယိုထဲမှာမပါလာလို့မြန်မာသံတစ်ပုဒ်အဲအင်္ဂလိပ်ဆောင်တစ်ပုဒ်အဲနှစ်ပုဒ်ပေးဆိုရယ်ပြီးတော့သူ request လုပ်လို့ပေးဆိုရယ်သူကနောက်ပြီးတော့ကျမတို့က audition မှာအဲ့ဒီနေ့က guitar ပေးမသုံး piano လည်းပေးမသုံးကျမတို့လည်းမြန်မာတွေတော့မှအတန်စစ်ခဲ့ရတာ piano တွေပါနေမပါဘူးအဲ့တော့အတန် vocal ပဲတီးတတ်အဲ့ဒီနေ့ကပြန်ရတာအကုန်လုံးအဲ့တော့သူကစလာပြန်ကြတဲ့က piano နဲ့တောင်းဆိုတာမဟုတ်ဘူးတခြားပြန်ဝင်နေလည်းပေးမပြန်နေတဲ့အတွက် ောင်လေးလည်းအတံမဲ့အရင်ဆစ်လိုက်ပါဆိုတော့သူ့ရဲ့ vibration လောက်တာတွေကတကယ်မလှဘူးမလှလို့မလှဘူးပြောတာဒါကိုလက်ခံရမယ် just တယောက်အနေနဲ့ကိုအောင်ကိုကစပြောတယ်အဲမလှဘူးအတန်လောက်တာမလှဘူးလို့ပြောနေတာကိုသူကလုံးဝလက်မခံဘူးဒါကကျွန်တော်လှအောင်လုပ်တယ်ပြောဆိုအဲ့အချိန်မှာနှစ်ယောက်စလုံးကြောင်သွားပြီဟဲ့အကိုဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ပြဿနာဖြစ်ပြီးထင်တယ်အကိုကလည်း waiting list ထားတာဒါဖြုတ်တာမဟုတ်သေးဘူးလေပြောတော့ तू က waiting list မှာ तू ကမနေချင်ဘူးအဲ့တော့အင်္ဂလိပ်အချင်းဆိုမယ်အော် okay ဟုတ်ပြီဆိုဆိုအင်္ဂလိပ်အချင်းမှာလည်း Tony တူပဲ အကယ်၍ဒါကျမတို့တင်လိုက်ရင်လည်းဆဲကြမှာလीမတင်ပြန်တော့လည်းအခုမတင်ဘူးဖြစ်ပြန်အောင်ဗီဒီယိုကလည်းကျမကကျမတို့ကိုမဆဲဆဲအောင်လုပ်ထားတာဘောနော်တခါလေဒီမှာစတားကလည်းကျမတောင်းဆိုထားတာအကိုတက်တယ်များဂျက်စ်တွေကိုကာကွယ်ပေးနော်ဘာလို့ဆိုကျမတို့ဘက်ကစဖောင်းတာမဟုတ်ဘူးကျမတို့ရန်လဲဖြစ်နေတာမဟုတ်ဘူးကျမဘာလို့ဆိုတခြားပြည်မွေးဝင်နေအားနာအောင်မြကြီးနာအဝေးရလာပြီးပြန်ရတာနားလေတယ်ဒါပေမဲ့ရန်ကုန်မှာနေပြီးလာပြန်တာဆက်ရုံစင်းတဲ့လူတွေအလုတ်ဖြတ်တဲ့တဏီကုန်နေစားကတစ်ဖက်ကမြကြီးနာလာပြန်တာအဝေးရလာတာတိတယ်တစ်ဖက်ကနီးနီးလေးဆိုပေမဲ့လည်းအဲနီးနီးလေးကလူတွေက သူတို့နှစ်စားကအပြက်ခံနေအများကြီးဒုက္ခတွေသူတို့တက်စီမောင်းတဲ့လူတွေရှိတယ်တကယ်တော်တဲ့လူတွေကလေပြင်လုံနဲ့လည်းထိတွေ့မရှိဘူးတကယ်ဆိုပြသွားတာအရင်ကောင်းတယ်နော်အဲ့တော့ထပ်ပြောပါမယ်အပြုံးနဲ့ကိစ္စလည်းအပြုံးကိုမတိုက်ခိုက်ဘူးအပြုံးကိုလည်းချစ်ပါတယ်ကျမမုန်းပါဘူးအဲနောက်ပြီးတော့အပြုံးကိုလည်းကျမတကယ်မသိခဲ့ပါဘူးအဲ့ဒီကိစ္စကျမကိုအပြုံးကိုမသိဘူးပြောလို့6ပေါက်တိလာဆဲရတာလည်းရှိတယ်နော်လေအပြုံးကိုမသိရတယ်မကျမကိုဆဲရမှာလားကျမက လူတိုင်းကိုမသိသလိုလူတိုင်းကလည်းကျမကိုသိမှာလားကျမကလည်းမသိရလို့တပုံကြီးကျမလည်းမသိရလို့တပုံကြီးဆိုရှယ်ညက်နဲ့ပြောရအောင်လဲအမျက်ကိုကျမသိရလို့ပြောပြီးပြီအမျက်ကအရင်တော့နေကဗီဒီယိုဆော်လာတာကြာပြီတက်တော့မှာကျန်လာလာကြာပြီဆိုအမျက်ကိုသိရအပြုံးကိုတော့မသိဘူးမသိဆိုတော့လေမုံချင်းချစ်ချင်းမပါဘူးတကယ်မသိတာနောက်တော့မှအင်အားအမေမေးကြည့်တော့ငါတို့ကအပြုံးကိုသိရလေးတွေနဲ့မသိလားအမေရဲ့သမီးတီတို့ကိုညံ့သွားတယ်တကယ်မသိလိုက်တာဒါပေမဲ့အပြုံးဗီဒီယိုမှာလည်းကျမကဟိုအပြုံးဆိုတာဘယ်သူကြီးလဲလို့မေးလိုက်တာတခုမှမပါဘူးဒါပေမဲ့ကိုတကယ်မသိပေမဲ့ ဟာလာအကိုလို့အခု TikTok ဆယ်လီလာပြန်มาဒါမှကျွန်မမသိဘူးလို့မြင်မှုသလိုပဲမိတ်ဆက်ပေးပါအောင်အဲ့လိုမျိုးလေးကောင်းမွန်လေးပြောခဲ့တာအဲ့ဒါကိုလာဆိုင်တာဟိုရှစ်နော်အဲ့တော့ကျွန်မဘာကြောင့်ဒီလို live လွှင့်ရလဲဆိုရင်ကျွန်မမြန်မာ star ကိုတောင်းမှန်နေရခြားတွေကနေအဲ့လိုဗီဒီယိုကိုအထင်လွဲအောင်လို့ထပ်ပြီး edit ပြီးတင်တာကြီးရအရင်ရုပ်ပေါက်လုံးနေမြန်မာ star founder ကိုကြီးကျွန်မမုန်းတော့မုန်းမအောင်ရှင်လို့ဒါပေမဲ့ အကိုလိုချင်တဲ့ attention ကျမအခုလဲ live လွှင့်ပြီးပေးလိုက်ပြီเนาะဒါပေမဲ့ကောင်းတဲ့ attention တော့မဟုတ်ဘူးအကိုတို့ပြန်ဝဲပဲထိခိုက်တာအကိုမြန်မာ star ကို quality မြင့်ကျင်တယ်လည်းပဲမြင့်ကျင်တယ်ဆိုလို့ရှိရင်အကိုကောင်းတဲ့အရာတွေပဲလုပ်ရမှာလीเนาะအခုအကိုစီမာတီချာလုံးလုံးပေးတယ်ကျမနဲ့တောင်အကိုတို့ကတက်အောင်မပောင်းဘူးเนาะအပြင်မှာတော့ရံမဖြစ်ဘူးဆိုပေမဲ့အကိုတို့လုပ်တဲ့လုပ်ရကောင်မဟုတ်သေးဘူးเนาะအဲ့တော့ဟိုအောင်ကိုကိုတော်ကိုတို့စီမာချာချာထိုင်ပါမလား အဲ့ဒီနေ့တွေကပြောတယ်အပြုံးဝစတင်တော့ညီမရေးတဲ့ဦးတို့ဆဲခါတော့မလားမသိဘူးအပြုံးကတကယ်တော်တယ်ဆိုနိုင်တယ်ဒါပေမဲ့နောက်တစ်ဆင့်တင်ဖို့ကလိုအပ်ချက်တွေအများကြီးရှိတယ်ကျွန်တော်တို့ကမတင်ချင်ဘူးမတင်ချင်ဆိုတော့ waiting list ကိုထားမှာပေါ့နော်အကယ်၍အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်လည်းအော်တင်မယ်ပေါ့နော်အပြုံးဒါပေမဲ့မပြေဝါဘူးနော်အဲ့တော့လူဆိုရလဲတီးခတ်နိုင်စိတ်ကအတိုင်းဒါပဲတစ်ခါလေးကြာရင်လည်းကိုယ်ဟိုကျမဒါဟိုတိတိနဲ့ zoom မိပြီးဆက်ရှောက်နေရမယ်လူထဲလဲကျမမပါတော့ဘူးလीနော်အဲ့တော့ ျမမြန်မာစတားကနေ judge အဖြစ်နှုတ်ထွက်ပါတယ်အဲ့ဒီအဲ့ဒီမြကြီးနာကမောင်လေးပြိုင်မန်းလေးကိုလည်းကျမက audition မလာတော့ဘူးမထိုင်ပြီးတော့ဘူးထွက်တော့မယ်လို့ပြောဒါပေမဲ့သူတို့ကလာခိုင်းတယ်လာခိုင်းတော့လာပေးတယ်အတောင်ဒီလုံပေးတဲ့ကြားထဲကနေလဲကျွန်တော်ပုံပြန်ခဲ့လားဆိုတော့မခဲ့ဘူးမခဲ့တော့ကျွန်တော် live stream ရှင်ပါတယ်ဘာကြောင့်ထွက်ရလဲဆိုရင်နံပါတ်1အဲ schedule ကိုကျမကိုတိကျမပေးဘူး ကျွန်မလည်းအားရနေရလို့မဟုတ်ဘူး schedule ကိုနောက်ပြီးတော့အခုပြောင်းပြီးတော့တော်ကြာမဟုတ်တော့ပြန်ပြောရဲနောက်ပြီးဦးဒီရက်တွေမရှိဘူးပြောရင်နောက်ရက်တွေရှိလာရဲအဲ့တော့ကျွန်မသွားလာရတာတွေကအဆင်မပြေဘူးကျွန်မပတ်စံတွေကသူများထက်နှစ်ဆသုံးဆကုန်ပါတယ်အဲ့နောက်တစ်ခုကအဲ့ဒီပြန်ပွဲဝင်တဲ့ပတ်သက်တဲ့ဗီဒီယိုကျွန်တော်တို့နှစ်ပုတ်ပေးဆိုရဲဆိုတာကိုအကိုထည့်ပေးပါနောက်သူကဘာပြောလဲဆိုတော့ညီမတို့ကိုလည်းဒီတက်မကတော့ရန်ဖြစ်စေချင်တာဆိုဦး white အဲ့ထက်တောင်ရန်ဖြစ်စေချင်တာတော့မဖြစ်ပါဘူးမဖြစ်ပါဘူးဒါပေမဲ့ကိုကတော့ပြောတယ်မဟုတ်ဘူးလေအဝေးရလာတာမှန်ပေမဲ့တကူးတကာကြီးအဝေးရလာတာမဟုတ်လို့တင်ပြရမယ်လို့မရှိဘူးလေအကယ်၍သူ့ဗီဒီယိုနှစ်ပုတ်စလုံးတင်ခဲ့ရင်ကျမတို့အစိုက်ခါမှာတင်နေဆိုပြီးတော့လေဒီလားလိုအပ်ချက်တွေရှိသေးတယ်အောင်တင်နေဆိုပြီးအကြံတစ်မျိုးတစ်ပုံဆဲကြမယ်ဟုတ်ကဲ့အင်္ဂလိပ်သင်းတစ်ပုတ်ထဲတင်လိုက်တော့ကျမတို့ကနှစ်ပုတ်ပေးမစိုးဘူးလေဖြစ်သွားရောတော်တော်စိတ်ပြက်စရာကောင်းပါတယ်နော်